โอเคအားလုံးပဲမင်္ဂလာပါခင်ဗျအတိပအန်တီ happy channel မှာကြိုဆိုပါရစေ။ယခုကကျွန်တော်ရဲ့ anti happy channel မှာဖုန်းပညာနဲ့ပတ်သက်ပြီးတော့ဖုန်းနဲ့ပတ်သက်ပြီးတော့ပြုလုပ်ကြရတဲ့အမျိုးမျိုးကိုကျွန်တော်လေ့လာပြီးတော့တင်လာပေးမှာဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့်ဘူးဖုန်းနဲ့ပတ်သက်ပြီးတော့အတိပညာဘုဒ္ဓတူပွားကျင်တဲ့ပုံပုံများကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ subscribe ုံစံကတော့ဘယ်လိုလုပ်ရမလဲဆိုရင်မိတ်ဆွေတို့ရဲ့ဗီဒီယိုဗီဒီယိုဖိုင်ပေါ့ခင်ဗျာအခုဒီနေရာလေးကကျွန်တော်ရဲ့ YouTube ဗီဒီယိုဖိုင်ပဲဆိုကြပါစို့ဗီဒီယိုဖိုင်ရဲ့အောက်နောက်မှာအနီအောင် subscribe တွေရှိတယ်ခင်ဗျာအဲ့အနီအောင် subscribe တွေကိုတစ်ချက်လုံးနှိပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်နှိပ်ပြပါမယ်ခင်ဗျာဟုတ်ကဲ့အနီအောင်ဒါအင်္ဂလိပ်လိုဆို subscribe ပေါ့ခင်ဗျာညီမလို့ဆိုရင်စီးရင်သွေးရန်ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ subscribe တွေကိုတစ်ချက်လုံးနှိပ်ပေးပါခင်ဗျာ subscribe လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးအမဲရောက်လေးနှစ်ကွက်ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က ခေါလောင်းပုံလေးကိုတစ်ချက်လုံးနှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီခေါလောင်းလေးကိုတစ်ချက်လုံးနှိပ်ပြပါလို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ခေါလောင်းလေးကိုနှိမ့်လိုက်ရင်ခေါလောင်းလေးသုံးခုပေါ်လာမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါဆိုရင်အပေါ်ဆုံးခေါလောင်းလေးကိုတစ်ချက်လုံးနှိပ်ပြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အပေါ်ဆုံးခေါလောင်းလေးကိုတစ်ချက်လုံးနှိပ်ပြပါခင်ဗျဟုတ်ကဲ့အပေါ်ဆုံးခေါလောင်းလေးကိုနှိပ်ပြလိုက်ရင်ဒါပြီးသွားပြီဖြစ်ပါတယ်ဘာပြီးပြီးသွားလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ ID Happy Channel မှာမိတ်ဆွေတို့စင်းသွင်းထားတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီစာကြောင်းလေးရပါခင်ဗျာဒါမြန်မာလိုဆိုရင်စင်းသွင်းထားတယ်လို့ခေါ်ပါတယ်အင်္ဂလိပ်ဆိုရင်တော့ subscribe လုပ်ထားတယ်ပေါ့ခင်ဗျာ โอเคဒီခေါင်းလုံးလေးကတော့ကျွန်တော်ရဲ့ ID Happy Channel မှာကျွန်တော်ဗီဒီယိုဖန်တွေအတအတလုပ်ပြီးတော့တင်တိုင်းတင်တိုင်းမိတ်ဆွေတို့စီကိုအကြောင်းကြားလာမှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ဖုန်းမှာဂွန်ကလေးမြေအောင်ကြောင်းကြားလာမှာဖြစ်ပါတယ်အဲ့ဒီကမှာမိတ်ဆွေတို့ကစနစ်သက်တဲ့အကြောင်းအရာအစိမ့်ဝင်စားတဲ့အကြောင်းအဆိုရင်ဖောက်ပြီးတော့ကြည့်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာကျန်တဲ့အကြောင်းအရာမဟုတ်ဘူးစိတ်ဝင်စားဘူးဆိုရင်လက်မလေးနဲ့တွန်းထုတ်လိုက်ရုံနဲ့ပျောက်သွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ ID Happy Channel မှာ ID Happy Channel မှာအရင်ဦးဆုံးဒီလိုမျိုးလေး အမေရောက်ဖြစ်အောင်လုပ်ပြီးတော့ဒီလိုခေါင်းလောက်မီတဲ့ပုံလေးကိုအရင်ဦးဆုံးလုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါလေးကိုအရင်ဦးဆုံးလုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ကျွန်တော်ဖုန်းနဲ့ပတ်သက်ပြီးတော့ပြုလုပ်စရာအများကြီးကိုကျွန်တော်လေ့လာပြီးတော့တနေ့တစ်မျိုးတင်လာပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့တငငချင်းအားလုံးပဲမင်္ဂလာပါခင်ဗျာ ID Happy Channel မှာကြိုဆိုပါတယ်ယခုကမစ်ဆူရိုကိုကျွန်တော်ဗာအကြောင်းလေ့လာပြီးမယ်ဆိုလို့ရှင်ကျွန်တော်တို့အမ် ဖေဖို့ပါခင်ဗျာကျွန်တော်တို့မှာဖေဖို့ဟောင်းတစ်ခုရှိတယ်ပေါ့ခင်ဗျာကျွန်တော်တို့ကဖုန်းသေးဝယ်လိုက်ရောပေါ့ခင်ဗျာဖုန်းသေးဝယ်လိုက်တဲ့အခါမှာကျွန်တော်တို့ကဖေဖို့ဟောင်းကိုပြန်လိုချင်တယ်ပေါ့ခင်ဗျာဖေဖို့အစ်စ်မှာဖုန်းအစ်စ်မှာဖေဖို့ဟောင်းကိုပြန်လိုချင်တယ်ပေါ့ခင်ဗျာပြန်လိုချင်တဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဖေဖို့ဟောင်းရဲ့ဖုန်းနံပါတ်ကိုလည်းဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုလည်းမမှတ်မိတော့ပါဘူးဖွင့်ထားတဲ့ Gmail ကိုလည်းကျွန်တော်တို့မမှတ်မိတော့ဘူးပြီးပါလို့ရှင်ဖေဖို့ဖွင့်ထားတဲ့အဲ Gmail နဲ့ password ဖေဖို့ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ password ကိုကျွန်တော်တို့မမှတ်မိတော့ဘူးခင်ဗျာ အမမီရုပ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဖုန်းအသစ်မှာထည့်လို့မရတော့ဘူးခင်ဗျာထည့်လို့မရတဲ့ခါကျရင်ကျွန်တော်တို့ကအဲ့ဒီ Facebook ကိုပြန်လိုချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုအဲကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့အပိုင်း3အနေနဲ့ဖြစ်ပါတယ်အပိုင်း1မှာကတော့အဲ့လို Facebook account ကိုပြန်ယူတဲ့နေရာမှာဖုန်းနံပါတ်မှတ်မိတယ်ဆိုလို့ရှိရင်ပြန်ယူလို့ရတဲ့နေဒီကိုအဖုန်းနံပါတ်ရှိရဆိုလို့ရှိရင်ဖုန်းနံပါတ်မှတ်မိပြီပဲဖုန်းနံပါတ်ကိုကြည့်ပြီးတော့ရှိတယ်ဆိုရင်ပြန်ယူလို့ရတဲ့နေကိုကျွန်တော်မျှဝေပေးဖြစ်ပါတယ်ခင်ဗျာအခုနောက်နောက်အပိုင်း1မှာကတော့ ဂျင်ဘေးကိုကြည့်ပြီးတော့အဲ Facebook အကောင့်ဟောင်းရဲ့ဂျင်ဘေးကိုကြည့်ပြီးတော့အဲ Facebook အကောင့်ဟောင်းကိုဂျင်ဘေးကနေပြန်ယူတဲ့နေ့ကိုကျွန်တော်မျှဝေပြီးဖြစ်ပါတယ်အခုအပိုင်း၃မှာကတော့ကို Facebook အကောင့်ဟောင်းမှာရှိတဲ့ Facebook အဲ Facebook အကောင့်ဟောင်းမှာရှိတဲ့ဖုန်းနံပါတ်နဲ့ဂျင်ဘေးကိုမတွေ့ရတဲ့အခါမှာဘယ်လိုလုပ်ရမလဲဆိုတာကိုအဲကျွန်တော်မျှဝေပြီးမှဖြစ်ပါတယ်ခင်ဗျအပိုင်း၃နေနဲ့ဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ Facebook ကိုဖွင့်လိုက်ပါတော့ခင်ဗျာကျွန်တော်တို့ကအခု Facebook ကပျောက်သွားပြီကျွန်တော်တို့ရဲ့ Facebook ဟောင်းကအဖုံးဟောင်းမှာပါသွားပြီ ကျွန်တော်ပြတ်သွားတဲ့ဖုန်းမှာပါသွားပြီရောင်းလိုက်တဲ့ဖုန်းမှာပါသွားပြီပေါ့ခင်ဗျာပါသွားပြီဆိုတော့ကျွန်တော်တို့ဖုန်းအသေးဖွင့်လိုက်တယ်ဖုန်းအသေးမှာကျွန်တော်တို့ Facebook ဟောင်းကိုပြန်လိုချင်တယ်ပေါ့ခင်ဗျာအဲ Facebook ဟောင်းကိုပြန်လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒါကတော့ Facebook အသေးပါခင်ဗျာ Facebook အသေးကနေကျွန်တော်တို့ Facebook ဟောင်းကိုပြန်လိုချင်နေဆိုရင်ကျွန်တော်တို့ဒီမှာ share လိုက်ပါအဲပြန် share လိုက်ပါခင်ဗျဒီနေရာလေးကိုကျွန်တော်နှိပ်လိုက်မယ်အဲနှိပ်ပြီးပါလို့ရှိရင်ကျွန်တော်တို့ Facebook အဟောင်းကဘာလဲဆိုရင်တီတာစုပေါ့ခင်ဗျာ ဒီတာဆိုဆိုတဲ့ဟာအကောင့်လေးဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီမှာဒီတာဆိုလို့ရေးလိုက်မယ်ကျွန်တော်တို့ Facebook account နာမည်ကိုဒီမှာရေးလိုက်ပါဒီတာဆိုဒါကျွန်တော်တို့ Facebook account နာမည်ပါခင်ဗျာရေးဝင်ကျွန်တော်တို့ share လိုက်မယ် share လိုက်တဲ့ခါကျတော့ဒါကျွန်တော်တို့တွေ့ပြီခင်ဗျာဒါကျွန်တော်တို့ဖုန်းအကောင့်မှာရောင်းလိုက်တဲ့ဖုန်းမှာပြတ်သွားတဲ့ဖုန်းမှာပါသွားတဲ့အကောင့်လေးဖြစ်ပါတယ်အဲ့ဒီအကောင့်ရဲ့ Gmail ရဲ့ဖုန်းနံပါတ်ရဲ့ password ရဲ့ကျွန်တော်မှတ်မှတ်မိတဲ့အတွက်ကြောင့်ဖွင့်လို့မရတော့ဘူးပါခင်ဗျာအဲ့ဒီ Facebook account ကိုဖွင့်လို့မရတဲ့ခါကျတော့ကျွန်တော်တို့ရအောင်လုပ်မယ်ပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့အဲ့ account ကိုဝင်ကြည့်လိုက်မယ် ဝင်ကြည့်ပါရင်ကျွန်တော်တို့ဒီမှာ about info ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါပါခင်ဗျာဟုတ်ကဲ့ about info လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့အရင်တော့ဆိုရင်ကျွန်တော်တို့က Facebook မှာ public လုပ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်တွေဒီမှာဝင်ကြည့်လို့ရတယ်ပေါ့ခင်ဗျာဖုန်းနံပါတ်တွေအဲဒီမှာကျွန်တော်တို့ Facebook ဖွင့်ထားတဲ့ဖုန်းနံပါတ်ဒါမှမဟုတ်ကျွန်တော်တို့ Facebook ဖွင့်ထားတဲ့ Gmail အဲ့လိုပေါ်နေမှာဖြစ်ပါတယ်အခုကျွန်တော်တို့ Facebook ဖွင့်ထားတဲ့ Gmail လည်းမပေါ်ဘူး Facebook ဖွင့်ထားတဲ့ဖုန်းနံပါတ်တွေဒီမှာမပေါ်ဘူးခင်ဗျာဒီမှာရှာမရဘူးခင်ဗျာအချို့ကျတော့ comment မှာရေးလိုက်ပါတယ်ကျွန်တော်ရှာမရဘူးခင်ဗျာလည်း ဖုန်းနံပါတ်လည်းရှာမရဘူး Gmail လည်းရှာမရဘူးခင်ဗျာဒါဆိုရင်ဒီမှာရှာမရဘူးခင်ဗျာရှာမရဘူးဆိုတော့ကျွန်တော်တို့ဒီ Facebook အကောင့်မှာဖွင့်ရတဲ့ Gmail လည်းကျွန်တော်တို့မသိတော့ဘူးဖုန်းနံပါတ်လည်းမသိတော့ဘူးခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ Facebook အကောင့်ကအဲကျွန်တော်တို့ဖွင့်ပြီးတော့ဗျာဒီဆင့်မှာကျွန်တော်တို့ဖွင့်မှာရရင်ကျွန်တော်တို့ဒီနေရာအဆက်30ကိုကျွန်တော်နှိမ့်လိုက်မှာခင်ဗျာဟုတ်ကဲ့အဲ့ဒီအဆက်30ကိုနှိမ့်လိုက်ပါနှိမ့်ပြီးပါလို့ရှိရင်ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်တို့ဒီနေရာမှာ copy link ဆိုတဲ့နေရာလေးရှိတယ်ပေါ့ခင်ဗျာဟုတ်ကဲ့အဲ့ဒီ copy link ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကူးလိုက်မယ်ပေါ့ခင်ဗျာ ဟုတ်ကဲ့ copy link ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကူးလိုက်မယ်ဒါကတော့ Facebook account က Gmail လည်းမသိတော့ဘူးဖုန်းနံပါတ်လည်းမသိတော့ဘူး password လည်းမသိတော့ဘူးခင်ဗျာအဲ့လိုမသိတော့တဲ့ခါကျလို့ဆိုရင်ပြန်ယူတဲ့နေလေးကိုတက်တက်ပိုင်းအနေနဲ့ကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒါနဲ့ဆိုရင်တက်တက်ပိုင်းရှိပါပြီဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ copy link လေးလိုက်ပြီးပြီးမှကျွန်တော်နောက်ပြန်ဆိုးလိုက်မယ်နောက်ပြန်ဆိုးလိုက်မယ်နောက်ပြန်ဆိုးလိုက်မယ်အဲကျွန်တော်တို့ဒီ data source ဆိုတဲ့ link ကျွန်တော်တို့ပြန်လိုချင်တဲ့ Facebook ရဲ့ link ကိုကျွန်တော်တို့ copy ယူလိုက်ပြီခင်ဗျာယူလိုက်ပြီဆိုရင်ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်တို့ဒီ account တစ်ကနေကျွန်တော်တို့ထွက်လိုက်ပါ ကောက်တက်ကဒီနေရာကိုနှိပ်မယ်အဲအဲ့နေရာလေးကိုနှိပ်မယ်ပြီးမှကျွန်တော်တို့ log out ဆိုတဲ့နေရာအောက်ဆုံးမှာရှိတယ်ပေါ့နော်ဒီနေရာလေးကိုကျွန်တော်နှိပ်လိုက်မယ်အဲ log out ဆိုတော့အောက်ထွက်လိုက်ပြီထွက်ပြီးသွားရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အဲကျွန်တော်တို့ဒီမှာအကောက်တက်ပြန်ဝင်မယ်အကောက်တက်ပြန်ဝင်တဲ့ခါကျတော့ကျွန်တော်တို့ခုနကကျွန်တော်တို့ပြန်လိုချင်တဲ့ Facebook ရဲ့ link လေးကိုကျွန်တော်တို့ copy ကူးရတယ်နော် copy ရဆိုရင်ကျွန်တော်တို့ဒီနေရာမှာလက်မှတ်လေးနဲ့ဖြည့်ပြီးတော့ PASD pass ဆိုတဲ့ဟာလေးနဲ့ချလိုက်မယ်ချလိုက်ရင်ဒါကိုကျွန်တော်တို့ခုန ပြန်လိုချင်တဲ့တိတိယဆိုးဆိုတဲ့ Facebook အကောင့်ရဲ့ link လေးဖြစ်ပါတယ်ခင်ဗျာအဲ link လေးရပြီဆိုရင်ကျွန်တော်တို့အဲ့ဒီနေရာမှာနံပါတ်ပဲယူမယ်ခင်ဗျာနံပါတ်ပဲယူမယ်အဲဒီ voice စာတွေကိုကျွန်တော်ဖြတ်ထုတ်လိုက်မယ်ခင်ဗျာအဲနံပါတ်တွေပဲယူမယ်ဒီညီမကျင်ပိနာစာတွေကိုဖြတ်ထုတ်လိုက်မယ်တော့ကျွန်တော်နံပါတ်ရပြီခင်ဗျာဒါတိတိယဆိုးကျွန်တော်တို့လိုချင်တဲ့ Facebook အကောင့်တိတိယဆိုးရဲ့အဲ link လေးရပါပြီခင်ဗျာနံပါတ်လေးရသွားပြီခင်ဗျာနံပါတ်ရပါပြီဆိုရင်ကျွန်တော်တို့က password မသိဘူးပေါ့အဖုန်းနံပါတ်လည်းမသိဘူး Gmail လည်းမသိဘူးဒါဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် ျွန်တော်တို့ဒီမှာ password ကိုကျွန်တော်တို့အရင်ရိုက်ထည့်လိုက်ခင်ဗျာအခုဒီနေရာမှာကျွန်တော်တို့အရင်ရိုက်ထည့်လိုက်မယ် password မသိတဲ့တော့ကြာကျွန်တော်တို့အရင်ရိုက်ထည့်လိုက်မှာရိုက်ထည့်ပြီးကျွန်တော်တို့ဒီမှာ login နှိပ်လိုက်မှာပေါ့နော်အဲ login လေးကိုနှိပ်လိုက်ပါအဲလွတ်လိုက်မယ် password လည်းမှတ်မိတော့ပေါ့ခင်ဗျာနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဟုတ်ကဲ့ဒီလိုအရင်နှိပ်လိုက်မယ်ရန်တိတ်ဝင်ကျွန်တော် login ဝင်လိုက်မယ် ဝင်ဝင်ကျွန်တော်ဒီနေရာလေးကိုနှိပ်ကြည့်မယ်ခင်ဗျာ login in ဆိုတဲ့နေရာလေးနှိပ်မယ်ဟောဒါကျွန်တော်ဖုန်းနံပါတ်ရှိတယ်လို့သူပြနေတယ်ခင်ဗျာခဏလေးပါတကယ်လို့ message ဖုန်းနံပါတ်မရှိဘူးဆိုရင်တောင်းမပြပါဘူးခဏလေးခင်ဗျာโอเคโอเคคุณตีดาซูอกอกกะเอ่อကျွန်တော်ဖုန်းတော့ရှိပြီးသားမို့လို့သူက original ပြန်ပေါ်တာဖြစ်ပါတယ်အဲတကယ်လို့မိတ်ဆွေတို့ဖုန်းအသင်းมาဆိုရင် ဖေဖို့အဟောင်းကမရှိပါမဟုတ်ပါဘူးခင်ဗျာရှိပါမဟုတ်ခါကျတော့ပို့ပါမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ဖြတ်လိုက်ပါပြီမရှိတော့ပါဘူးခင်ဗျာဒီမှာတိတာစိုးမရှိဘူးအညာသားလေးစူးစူးပပဝင်းသူခင်ရင်တွန်းစိုးနီလာနှစ်ယောက်တအိမ်မထွန်းထွန်းတိတာစိုးမရှိတော့ဘူးခင်ဗျာဟုတ်ကဲ့အဲတိတာစိုးမရှိအောင်လုပ်လိုက်ပါပြီဒါဆိုရင်ဖုန်းအစ်ပေါ့ဖုန်းအစ်မှာဖေဖို့အဟောင်းပြန်ထည့်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အညာသားလေးကောက်ကိုကျွန်တော်ဝင်လိုက်မယ်ခဏအညာသားလေးကောက်ဝင်ပါရင်ကျွန်တော်တို့ဒီကနေကျွန်တော်တို့စူးစူးကောက်ယူမှာပြည့်တဲ့အတွက်ကြောင့်ကျွန်တော်ခုနတိုင်ပဲဒီမှာကျွန်တော်တို့ရှာလိုက်မယ် ဆက်လိုက်မယ်ကျွန်တော်တို့ဒီမှာတိတာဆိုးကိုကျွန်တော်တွေ့ပြီးတိတာဆိုးကောက်ယူမှာတွေ့ရတဲ့အကြောင်းဟုတ်ကဲ့ဒါဆိုရင်ဒါကျွန်တော်တို့တအားကောက်ဟောင်းပါခင်ဗျာအဲဖုံးဟောင်းမှာပြတ်သွားတဲ့ဖုံးမှာချောင်းလိုက်တဲ့ဖုံးမှာပါသွားတဲ့ဖိဖို့ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဒီနေရာရောက်ပြီးရောက်ရင်ဆိုရင်ကျွန်တော်တို့ဒီနေရာကိုကျွန်တော်နှိပ်မယ်အဲနှိပ်ပြီးတော့ကျွန်တော်က copy link လေးပြန်ယူလိုက်ဦးမယ်ခင်ဗျာအဲကျွန်တော်တို့က copy link လေးပြန်ယူလိုက်မယ်နော် copy link လေးပြန်ယူမယ်ပြန်ယူရတဲ့ဆိုရင်ကျွန်တော်တို့ပြန်ထွက်မယ်ခင်ဗျာဒီအကောက် copy link ကိုကျွန်တော်ယူလိုက်ပြီးလွန်သွားရင်ကျွန်တော်တို့ပြန်ထွက်မယ် ပြန်ထွက်မယ်ခင်ဗျပြန်ထွက်ပြီးရရင်ကျွန်တော်တို့ဒီနေရာကနေကျွန်တော်တို့ log out ထုတ်လိုက်မယ်နော် log out ထုတ်လိုက်မယ်ထွက်ပြီးရရင်ကျွန်တော်တို့အကောက်တစ်ပြန်ဝင်မယ်အဲ့ဒီကောက်ကိုကျွန်တော်တို့ဒီမှာချမယ်ကွာလက်မလေးနဲ့ဖိပြီးတော့ချလိုက်မယ်လက်မလေးနဲ့ဖိပြီးချလိုက်မယ်ပြီးရရင်ကျွန်တော်တို့ဒီမှာကဏ္ဍလေးဖယ်လိုက်မယ်ပေါ့ခင်ဗျာကဏ္ဍလေးဖယ်လိုက်မယ် ခဏနေပေးလိုက်မယ်ပေးပြီးသွားလို့ဆိုရင်ကျွန်တော်တို့က password ကိုအရန်နှိပ်လိုက်မယ်မမှတ်မိတဲ့အတွက်ကြောင့် password မမှတ်မိတဲ့ကြောင့်ကျွန်တော်တို့အရန်နှိပ်လိုက်မယ် password အရန်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ login ဝင်လိုက်မယ်ပေါ့ခင်ဗျာ login ဝင်လိုက်မယ်ဟုတ်ကဲ့ဒီလိုဖြစ်နေပါခင်ဗျာဒီလိုဖြစ်နေရင်ကျွန်တော်တို့က cut code ဆိုတာကိုကျွန်တော်နှိပ်ကြည့်မယ်ပေါ့ခင်ဗျာ cut code ကျွန်တော်တို့ code number အပြည့်အသေးပြန်ယူမှာပေါ့ခင်ဗျာ cut code ကိုနှိပ်ကြည့်လိုက်မယ်နှိပ်ကြည့်တဲ့အခါကျတော့ကျွန်တော်တို့ဒီမှာ အဲဘပဝင်ပဲပေါ်တယ်ကျွန်တော်တို့ရဲ့ကျွန်တော်တို့လိုချင်တဲ့တီတာဆိုးဆိုတဲ့အကောင့်မပေါ်ဘူးခင်ဗျာအဲကျွန်တော်တို့လိုချင်တဲ့တီတာဆိုးဆိုတဲ့အကောင့်မပေါ်တဲ့ခါကျတော့ယူလို့မရဘူးဖြစ်နေတယ်ခင်ဗျာအဲယူလို့မရဘူးဖြစ်နေတယ်အဲကျွန်တော်ရန်နေကြည့်မယ်ခင်ဗျာအဲကျွန်တော် password နံပါတ်ပြန်နေကြည့်မယ်ရန်နေလိုက်မယ် password နံပါတ်နေပြီးသွားရင်ကျွန်တော်နောက်ခေါက် login ပြန်ဝင်မယ်ခုနကကျွန်တော်ကကတ်ကုတ်ယူတယ်ပေါ့ခင်ဗျာအခုက okay နေကြည့်မယ်ခင်ဗျာအာ okay နေကြည့်လိုက်မယ်ကတ်ကုတ်မနေတော့ဘူးကတ်ကုတ်နေရင်တီတာဆိုးတာမပေါ်ဘူးဟုတ်ကဲ့ မပေါ်ဘူးခင်ဗျအဲ့လိုမပေါ်တဲ့ခါကျတော့ကျွန်တော်တို့ gwan ယူပါခင်ဗျအဲ login နေလိုက်မယ်ဒါကျွန်တော်တို့ဖုန်းထဲမှာမရှိဘူးပါခင်ဗျဒီအကောက်ကမရှိရတဲ့ကြောင့်အဲဒီမှာကျွန်တော်တို့ကြည့်လိုက်တော့အဲဒီမှာဓာတ်တွေပဲရှိတယ်ပပဝင်ရှိတယ်သခရင်တို့ပဲရှိတယ်အဲတိတာစိုးမရှိဘူးမရှိရင်ကျွန်တော်တို့ဒီနေရာတွေဝင်လို့မရတော့ဘူးခင်ဗျဒါဆိုရင်အဆင်မပြေဘူးပါခင်ဗျ ဆင်မပြေဘူးဆိုတော့ကျွန်တော်တို့ Facebook ကနေမဝင်ပါနဲ့တော့ခင်ဗျမဝင်မဲနဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ကဘာလုံးကိုဖွင့်မယ်ကဘာလုံးကဘာလုံးမတုံးတဲ့ပုံကများ Chrome တုံးလဲဆိုရင်လည်းရပါတယ်ခင်ဗျကျွန်တော် Chrome browser ကိုဖွင့်လိုက်မယ်ကျွန်တော် Chrome browser နဲ့ပြလိုက်မယ်ခင်ဗျ Chrome browser ကပို့ပြီးတော့မြင်ရတယ်ပေါ့ခင်ဗျအဲကျွန်တော်တို့ဒါဆိုရင်ကဘာလုံးနဲ့တွားရင်တွားမှတွားရင် Chrome browser နဲ့ browser နဲ့တွားပါခင်ဗျဒါဆိုရင်ကျွန်တော် Chrome browser ကိုကျွန်တော်ဖွင့်လိုက်မယ် framework in a browser မှာကျွန်တော်ဗာရေးရမယ်ဆိုရင် www. ပေါ့ခင်ဗျာ www. facebook. ကိုလိုရေးလိုက်မယ် www.facebook.facebook.facebook.com ကို www.facebook.com လို့ကျွန်တော်ရေးလိုက်မယ်နော်အဲရေးဝယ်ရင်ကျွန်တော်တို့ကကဘာလုံးမှာတက်ရှာမယ်ဒါမှမဟုတ်လဲခရုံးဘော်ဒူစာကနေတက်ရှာမယ်ပေါ့ခင်ဗျာပြီးရင်ကျွန်တော်အဲ့ဒါကိုရှာလိုက်မယ်အဲ www.facebook.com လို့ရေးလိုက်မယ်ရေးဝယ်ရင်ကျွန်တော်တို့ဒီမှာပေါ်လာပြီဖုန်းနဲ့ပတ်သက်တာတယ် ပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာဘာနှိပ်မလဲဆိုရင် Facebook login ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်မယ်ပေါ့ဗျာ Facebook login ဆိုတဲ့နေရာလေးပါပါတယ်အဲ့ Facebook login ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ် Facebook login ဝင်ဖို့ပေါ့ခင်ဗျာအဲကျွန်တော်တို့နှိပ်လိုက်မယ် Facebook login ဝင်ဖို့နှိပ်လိုက်မယ်ဟုတ်ကဲ့ဒီနေရာလေးမှာမတွေ့ရင်နောက်ပြန်ဆိုလိုက်ပါနောက်ပြန်ဆိုရင်ကျွန်တော်တို့ပြန် share လိုက်မယ်ခင်ဗျာပြန် share လိုက်မယ်အာ login in sign up ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါခင်ဗျာ login or login ဝင်မယ်တောင်းဖို့ရင်လည်း sign up လုပ်ပါခင်ဗျာအစ်စ်ပြန်လုံးမဖြစ်တဲ့အတွက်ကြောင့် login and sign up ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါအဲ login and sign up ပါခင်ဗျာ facebook login and sign up ပါဒီမှာ live နဲ့ကြည့်လိုက်ဆိုရင် live နဲ့ကြည့်လိုက်ရင်တောင်ပိုးလေးသူပြောပေါ်လာမှာပေါ့ခင်ဗျ။ပေါ်လာရင်ဒါကျွန်တော်တို့ Facebook ဝင်မှာပေါ့ခင်ဗျာ။ဝင်မှာဆိုရင်ကျွန်တော်တို့ဒီမှာအလဲချောင်းမှာဒါပထမဝင်လာတဲ့ခြားဟာခြားကောက်ကြီးဖြစ်ပါတယ်။ဟုတ်ပါဘူး။အဲဒီကောက်မှာအစ်စ်ပြောင်းဝင်မှာခင်ဗျာ။အစ်စ်ပြောင်းဝင်တဲ့နေရာမှာနှိပ်လိုက်ပါ။ အဲဒီလိုလေးပေါ့နှိမ့်ရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုပေါ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ခုနကကျွန်တော်တို့ယူလာခဲ့တဲ့ copy ယူလာခဲ့တဲ့တိရဆိုးဆိုတဲ့ဟာလေးကိုဒီမှာလက်မလေးနဲ့ဖိလိုက်မယ်ဖြူပါစင်အိတ်လင့်လေးကိုဒီမှာချလိုက်မယ်ဒါတိရဆိုးရဲ့လင့်လေးပါခင်ဗျာကျွန်တော်တို့ပြလို့ရင်းနဲ့ဖိဖို့ဟောင်းရဲ့လင့်လေးဖြစ်ပါတယ်ဖြစ်ရင်ကျွန်တော်အဲ့ဒါလေးကိုဒီနေရာမှာဘာလုပ်မလဲဆိုရင်ကျွန်တော်ဟိုဟာလေးစာလေးကိုဖြတ်လိုက်မယ်ခင်ဗျာရှေ့ရစာလေးဖြတ်လိုက်မယ်နောက်ဘက်ပဲချန်ထားမယ်ခင်ဗျာ ခုနကကျွန်တော်တို့လည်းအတိုင်းပဲနံပါတ်ပဲခြံထားမယ်ပြီးတော့ဒီမှာစကောဘက်ကိုကျွန်တော်တို့ဗာနေမယ်ဆိုရင်အရန်နေထဲမယ်မသိတဲ့ခါကျတော့စကောဘက်ကိုအရန်နေထဲမယ်အရန်နေထဲပြီးသွားရင်ကျွန်တော်တို့မှာ login ဆိုတဲ့အပြာကလုတ်နှိပ်ပြီးတော့ကျွန်တော်တို့ဝင်လိုက်မယ်ဒီနေရာနှိပ်ပြီးတော့ဝင်လိုက်မယ်အဲဝင်လိုက်ပြီဝင်လိုက်တော့စကောဘက်မှာနေလို့ပြောရပါဘူးနော်စကောဘက်မှာနေလို့ပြောတဲ့ခါကျတော့ကျွန်တော်တို့ဗာဆက်လုပ်မယ်ဆိုရင်အဲကျွန်တော်တို့ဒီအောက်အောက်မှာရှိတဲ့ဖို့အဲ forgot im forgot password ပေါ့ခင်ဗျအင်္ဂလိပ်လို့ဆိုရင်တော့ forgot password ပေါ့ဒီမှာညီမလို့ပြရခင်ဗျကျွန်တော်ညီမလို့လောက်ထားတဲ့အတွက်ကြောင့် စကွက်မင်းနေပါသလားဗောခင်ဗျာအင်္ဂလိပ်လိုလုပ်ရတဲ့ဘုံလို့ဆိုရင် forgot password လို့ပြပါလိုက်ပဲဟုတ်ကဲ့အဲ့ဒါလေးအောက်ဆုံးကြောင်းလေးကိုနှိမ့်လိုက်ပါကျွန်တော်ဝတ်ပြရတဲ့နေရာလေးကိုနှိမ့်လိုက်ပါအဲအဲဆိုရင်တော့ဒီမှာကျွန်တော်တို့မှာအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနကဖုန်းနံပါတ်လည်းမတွေ့ရဘူး Gmail လည်းမတွေ့ရဘူးဆိုရင်လည်းကျွန်တော်တို့ကဖုန်းနံပါတ်တော့ပြပါပြီပြရတယ်ဆိုရင်ဆိုအကုန်မပြဘူးခင်ဗျာနှလုံးပဲပြရတယ်69တယ် message လို့တွေ့တာမသိဘူးအဲကျွန်တော်တို့ဒါနှလုံးပြရပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့မှာကျွန်တော်ချက်ချက်ပြမယ်အဖုန်းနံပါတ်နှလုံးပြရပါခင်ဗျာ ဒါဆိုလို့ရှိရင်ဒီ Facebook account တိတာဆိုဆိုတဲ့ Facebook account ကိုဖွင့်လာတဲ့ဖုန်းနံပါတ်ကနောက်ဆုံးမှာ69နဲ့ဆုံးနေပါခွာ။ဒါဆိုရင်ကို့မှာ69ဆိုတဲ့69နဲ့ဆုံးတဲ့ဖုန်းနံပါတ်တွေကို့မှာရှိလားဆိုတော့ကိုလိုက်ရှာကြည့်ပါခွာ။ကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုယ့်ရဲ့စိတ်ကတွေပြန်လိုက်စစ်ကြည့်ပါခွာ။ရှိသေးတယ်ဆိုရင်တော့မေဆွေရန်တမ်းပြီးတော့ item ကထည့်ပြီးတော့အဲပေကို6လုံးပို့ခိုင်းပြီးတော့ Facebook ဘက်ဆိုကပြောင်းမယ်ဆိုရင်အဲအဲ့ဒီ Facebook ကိုတိတာဆိုဆိုတဲ့ Facebook account ကိုမေဆွေရဲ့ Facebook အကောင့်ကိုပြန်ရမှာဖြစ်ပါတယ်။အဲတကယ်လို့ အဲဖုန်းနံပါတ်မရှိတော့ဘူးလုံးဝမရှိတော့ဘူးဇင်ကကတေသွားပြီဒါမှမဟုတ်ချိုးပြစ်လိုက်ပြီဆိုရင်တော့ကျွန်တော် Gmail လောက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဖုန်းနံပါတ် G နဲ့ကျွန်တော်မလောက်ဘူးပါခင်ဗျာမလောက်ဘူးဆိုတော့ Gmail လောက်မယ်ဆိုရင်ကျွန်တော်တို့အောက်ကြောင်းလေးကိုရှိနေရမှာဖြစ်ပါတယ်အဲအောက်ကြောင်းလေးအောက်ကြောင်းလေးကအချာနီလန်တစ်ခုကိုတောင်းမှာပါခင်ဗျာအင်္ဂလိပ်ဆိုရင် other way ပါခင်ဗျာ other way အချာနီလန်ပါခင်ဗျာ other way လို့ပြရင်ပြမှာပါခင်ဗျာ other ဆိုတဲ့ဟာလေးပါလိမ့်မယ်ဒါဆိုရင်အောက်အောက်ကကြောင်းလေးကိုကျွန်တော်နှိမ့်လိုက်မှာခင်ဗျာပြီးတော့မြောက်ဝိုက်ထားတဲ့ကြောင်းလေးကိုနှိမ့်လိုက်မယ် နေ့လက်ကကြရင်တော့အကုန်ပေါ်လာပြီခင်ဗျာနာအကုန်ပေါ်လာပြီခုနမိတ်ဆွေမတွေ့လိုက်မမြင်လိုက်ရတဲ့ဖုန်းနံပါတ်ရေး Gmail တွေဒီမှာပေါ်လာပါပြီခင်ဗျာဟုတ်ကဲ့ဒီမှာ Gmail ပေါ်လာပြီပြီးလို့ရှိရင်ဒီမှာဖုန်းနံပါတ်ပေါ်လာပြီပေါ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်အကျေချက်ပြပါမယ်ဟုတ်ကဲ့ဒါဆိုရင်ဒီမှာတီတာဆူဆိုတဲ့အကောက်ကဟာတီတာဆူဆိုတဲ့အကောက်ရဲ့အဲတီတာဆူဆိုတဲ့မိတ်ဆွေပြန်လိုချင်တဲ့ Facebook အကောက်ရဲ့ဒီမှာ Gmail ပေါ့ခင်ဗျာ ဲ့ gmail ဒီမှာဖုန်းနံပါတ်ဒါဆိုလို့ရှိရင်တိတဆိုးဆိုတဲ့အကောင့်ရဲ့ message ပြန်လို့ခြင်းတဲ့ gmail နဲ့ဖုန်းနံပါတ်ဒီမှာပြရယူပါခင်ဗျာပြရပြီဆိုရင်အကုန်မပြရဘူးတူရပဲပြရတယ်ပါခင်ဗျာဒီလိုပါပဲ message တခြားသော facebook တွေကိုလည်း message လိုက်ပြီးတော့ကြည့်လို့ရတယ်ခင်ဗျာတခြားသော message ချစ်သူနဲ့ချစ်သူရဲ့ချစ်သူရဲ့ facebook တွေတခြားသော facebook တွေလည်း message အဲ့လိုပဲလိုက်ပြီးတော့သူတို့ရဲ့ gmail နဲ့ဖုန်းနံပါတ်တွေလိုက်ကြည့်လို့ရပါတယ်ကြည့်လို့ရတယ်ဆိုရင်မယ် အဘောက်အင်ဖိုကနေကြည့်လို့အချို့ဖုန်းတွေရရတယ်အချို့ဖုန်းတွေမရဘူးပေါ့ခင်ဗျာအဘောက်အင်ဖိုကနေကြည့်လို့မရတဲ့ဖုန်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာကနေကြည့်လို့ရပါတယ်ဒါပေမဲ့အကုန်လုံးတော့မပြဘူးခင်ဗျာသူကဖုန်းနံပါတ်ဆိုရင် နောက်ဆုံးနှလုံးပဲပြပါတယ် Gmail ဆိုရင်လည်းနောက်ဆုံးတစ်လုံးနဲ့ရှေ့ဆုံးတစ်လုံးပဲပြတယ်ခင်ဗျာအဲနောက်ဆုံးက D နဲ့စတယ်တဲ့နောက်ရှေ့ဆုံးက D နဲ့စတယ်ပြီးပါလို့ရှိရင်နောက်ဆုံးက1နဲ့စုံတယ်ပေါ့ခင်ဗျာ1နဲ့စုံတယ်တဲ့အဲ့ Gmail လေးဖြစ်ပါတယ်တဲ့ဒါတော့သူရေးမှုလေးပြထားတယ်ခင်ဗျာ ပြီးလို့ဆိုရင်အကောက်ကတော့တည်တာဆိုပါခင်ဗျာဟုတ်ကဲ့မိတ်ဆွေရဲ့ Facebook အကောင့်မှန်သွားပြီဆိုလို့ဆိုရင်မိတ်ဆွေဒီဖုန်းနံပါတ်လေးမှတ်မိတယ်မှတ်မိမှာပါဖြစ်ပါတယ်တကယ်လို့အဲ့ဖုန်းနံပါတ်မှတ်မိတော့ကဖုန်းနံပါတ်ကမရှိတော့ဘူးဇင်ကကြိုးစားပြီးဇင်ကတည်သွားပြီဆိုလို့ဆိုရင်မိတ်ဆွေဂျီမေးလောက်တော့မိတ်ဆွေမှတ်မိမယ်ထင်ပါတယ်ခင်ဗျာဂျီမေးနဲ့အကောက်ဖွင့်လာတယ်ဆိုရင်ပေါ့ခင်ဗျာအကောက်မဖွင့်နိုင်တော့မရဘူးပေါ့အဲဂျီမေးနဲ့အကောက်ဖွင့်လာတယ်ဆိုရင်မိတ်ဆွေဂျီမေးတော့မိတ်ဆွေမှတ်မိမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေစာအုပ်တွေပြန်လှမ်းလိုက်ပါပြန်လှမ်းပြီးသွားလို့ဆိုရင်မိတ်ဆွေစာအုပ်မှာအဲ့လိုတီနဲ့စပြီးတော့ အတင့်နဲ့စုံနဲ့ဂျင်ပေးရှိလာပါခင်ဗျာတာဝန်မိတ်ဆောင်မှာအဲ့လိုမျိုးပဲမိတ်ဆွေဂျင်ပေးနဲ့စင်တူတာတွေမိတ်ဆွေလိုက်ရှာလိုက်ပါရှာလို့တွေ့ပြီဆိုလို့ဆိုရင်အဲ့ဒီဂျင်ပေးကိုအဲအပိုင်းနှစ်မှာကျွန်တော်လုပ်ထားတဲ့အတိုင်းမိတ်ဆွေအဲ့ဂျင်ပေးကိုထည့်လိုက်ပါဖုန်းထဲကိုထည့်ပြပါလို့ဆိုရင်အဲ့ဂျင်ပေးမှာအဲပင်နံပါတ်တွေပို့ခိုင်းပြီးတော့ Facebook ကိုပြန်လို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီမှာ အပိုင်း3အနေနဲ့ပြောင်းပါပြည့်တဲ့အတွက်ကြောင့်အပိုင်း3မှာလည်းအကုန်လုံးစုံစစ်ကြည့်ကြအောင်ကျွန်တော်စာဆုံးပြလိုက်ပါပြလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီမှာပြလိုက်ပြီနော်ဒီနေရာမှာ ဒီနဲ့စပြီးတော့တင်းနဲ့စုံနဲ့ကျင်ပြီးကျွန်တော်မှရှိပါတယ်ဒီနဲ့စပြီးတော့တင်းနဲ့စုံနဲ့ကျင်ပြီးကိုကျွန်တော်အခုထည့်ပါမယ်ဒါဆိုဒါဒီနေရာရောက်ဝင်တာကျွန်တော်တို့ဘာလုပ်မလဲဆိုရင်တို့တို့ကျင်ပြီးသိပါပြီဖုန်းနံပါတ်သိပါပြီအဲဖုန်းနံပါတ်ကတော့ကျွန်တော်မလုပ်ပြတော့ဘူးကျင်ပြီးနဲ့ပဲကျွန်တော်လုပ်ပြလိုက်ပြတော့မယ်ဒါဆိုရင်ကျွန်တော်တို့ကျင်ပြီးသိပါပြီဖုန်းနံပါတ်သိပါပြီဆိုရင်ကျွန်တော်တို့ဒီမေးထည့်မယ်ပါခင်ဗျာဒီနဲ့စပြီးတင်းနဲ့စုံနဲ့ကျင်ပြီးကိုကျွန်တော်တို့ထည့်မယ်ဒါဆိုကျွန်တော်တို့ကျင်ပြီးလို့ဖွင့်လိုက်မယ်အိမ်ပြန်ပြီးဝင်ကျင်ပြီးလေးဖွင့်လိုက်မယ်နောက်ပြီးတော့ကျွန်တော်တို့အဲ့ဂျင်ဘီကိုထည့်မယ်ပါခင်ဗျာ ဒီနေ့စပြီးတော့တင်းနဲ့ဆုံးတဲ့ဂျင်မေးကိုကျွန်တော်တို့စာအုပ်ကြားထဲမှာပြန်လာလို့တွေ့ပါတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့မှတ်ထားတာအလွတ်ရတာရှိတယ်ဆိုရင်ကျွန်တော်အဲ့ဒီနေရာမှာထည့်လိုက်မယ်ပေါ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်ထည့်ပြပါမယ်အမ်သိပါတဲ့ပုံကများတော့ဒီမှာပဲရက်ပြီးတော့အဲဆက်မကြည့်ပါနဲ့တော့ခင်ဗျာမသိသေးတဲ့ပုံကတော့ဆက်ကြည့်ကြပါဦးခင်ဗျာကျွန်တော်နည်းနည်းဆက်ပြီးတော့လုပ်ပြပါမယ်လို့ဆိုရင်ကျွန်တော်တို့ကလောက်အောင်လဲဆိုရင်ဒီနေရာလေးကိုကျွန်တော်နှိမ့်မယ်အဲ့နေရာလေးကိုနှိမ့်မယ်ခင်ဗျနှိမ့်ပြီးတော့ကျွန်တော်တို့ဒီမှာဒါဒူပေါ်မယ်ဆိုရင်ဒါကျွန်တော်တို့ ဖုန်း screen lock ပါခင်ဗျာကိုယ့်ရဲ့ဖုန်း screen lock ကိုထည့်လိုက်ပါကိုကို lock ကို lock ခတာတဲ့ဖုန်း screen lock ဖုန်းနံပါတ်ကိုထည့်လိုက်ပါခင်ဗျာအဲ့တော့ထည့်ပြီးသွားရင်ဒီလုံးလုံးနေပါပြီခဏဆောက်ပါအဲပြီးသွားရင်ကျွန်တော်တို့တီနဲ့စပြီးတော့တင့်နဲ့စုံနဲ့ဂျင်းပေးကျွန်တော်တို့စောက်ကြတဲ့ clan တို့တွေ့ပါပြီပါခင်ဗျာတွေ့ပါပြီဆိုရင်ကျွန်တော်တို့ပြန်ထည့်မယ်ပါခင်ဗျာဒါမှမဟုတ်လည်းမိတ်ဆွေအလွှတ်ရတယ်ဆိုရင်လည်းမိတ်ဆွေအုံတော့တမှာရှိနေဆိုရင်လည်းထည့်လိုက်ပါခင်ဗျာအဲ့ဒီ gmail နဲ့အဲ့ဒီ password ကိုထည့်လိုက်ပါအဲ့ဒီ gmail ပဲသိတယ် password ကမသိပြောင်းဘူးဆိုရင်လည်း အဲအဲ့ password ကိုရအောင်လုပ်တဲ့နေကိုနောက်နောက်နောက်ပိုင်းမှာကျွန်တော်ဂျင်ဘီ password အသစ်ပြန်လုပ်နေတယ်ကိုကျွန်တော်တင်လာပြီးမှဖြစ်ပါတယ်။အဲဂျင်ဘီ password အသစ်ပြန်လုပ်တဲ့အခါမှာဖုန်းနံပါတ်ကတော့မှတ်မိတော့ဘူးခင်ဗျ။ဒါပေမဲ့ဂျင်ဘီနံပါတ်ကတော့မှတ်မိတယ်။အဲအဲ့ဒါကိုဖုန်းနံပါတ်မှတ်မိရတဲ့ဂျင်ဘီ password ပြောင်းမယ်ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့လုပ်ထားရင်ဘယ်လိုပုံစံပုံစံမျိုးနဲ့ပြောင်းလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဗီဒီယိုပိုင်းလုပ်ပြီးတော့နောက်ပိုင်းမှာတင်လာအောင်မှဖြစ်ပါတယ်။ဟုတ်ကဲ့ဒီမှာကျွန်တော်တို့ဒါကတော့အခုမိတ်ဆွေကတော့အဲဒီနေ့စပြီးတော့တင်းနေဆုံးတဲ့ဂျင်မေကိုမိတ်ဆွေရောက်ပါပြီဗီဒီယိုစဉ်အဲ့ဒါလည်းစာအုပ်ကြတော့မိတ်ဆွေရေးရတာရှိတယ် အဲပြီးလို့ဆိုရင်ပြန်ချာဖုန်းလေးမှာလည်းမိတ်ဆွေလက်ချောက်ကိုတွေ့ပါတယ်ဗောနော်တွေ့ပါတယ်ဆိုရင်အဲ့ဒီ Gmail နဲ့ password ကိုဒီမှာရိုက်ထည့်ရမှာဖြစ်ပါတယ်ဖုန်းထဲမှာရိုက်ထည့်ရမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကအဲ့ Gmail နဲ့ password နဲ့ Facebook ဖွင့်ထားလဲဆိုရင်တော့ဒီနေ့ Gmail မှာမိတ်ဆွေရိုက်ထည့်ကြအောင်လုပ်လို့ခင်ဗျာဒါကြတဲ့ Facebook တန်ဖုန်းလုံးရတယ်ဗောခင်ဗျာအဲ Facebook တန်ဖုန်းရင်ဒါကြတဲ့တန်ပွင့်ပါတယ်ခင်ဗျာโอเคကျွန်တော် API ခဏဖွင့်ပြပါမယ်အဲ API လိုက်ပြီ API လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ Facebook ဖွင့်လိုက်ပါခင်ဗျာဖွင့်ဖို့ရရင်မိတ်ဆွေတီနဲ့စပြီးတော့အဲတီနဲ့စပြီးတော့တင့်နဲ့စုံနဲ့ ြင်မေးပေါ့ခင်ဗျာမိတ်ဆွေသိပါပြီဆိုတော့မင်းဒီမှာရိုက်ထည့်လိုက်ရအောင်ဟာဒီနေ့စတယ်ဆိုတော့ဒီယူကျွန်တော်မှတ်မိတဲ့အတွက်ကြောင့်ကျွန်တော်နှိပ်လိုက်မယ် DUN တွန်းအဲ DUN တွန်း DUN တွန်းတွန်းတွန်းနှင်းငါတက်အ G M A I A M G M .com ဒါဆိုရင်ကျွန်တော်ဒီမှာဖို့ဖို့မှာအဲတက်နဲ့စုံနဲ့တီနဲ့စားတယ် password ကဒီပြဖြစ်ပါတယ်ပြောလို့ရှိရင် password ကကျွန်တော်ဂျင်ဘီ password ကျွန်တော်ထည့်လိုက်မယ်6688 ttyy ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီအဲ့ဒီတိတာစိုးစရာအကောင့်မှာပြထားတယ်အဲတင်းနဲ့စပြီးတော့တင်းနဲ့ဆုံးလို့ဂျင်ဘီကျွန်တော်ပြန်ရှာလို့တွေ့သွားပြီကျွန်တော်ရဲ့စာအုပ်ထဲမှာကျွန်တော်ရှာတွေ့ပါတယ် အဲကျွန်တော်မမမိသွားတယ်ပေါ့ခင်ဗျာ password လည်းကျွန်တော်မမိသွားတယ်ဒါပေမဲ့ကျွန်တော်ဖွင့်ကြည့်တဲ့အခါကျတော့အဲသူ point လာမပွင့်လာစမ်းကြည့်လိုက်မယ် login ဝင်လိုက်မယ်အဲဖွင့်ကြည့်တဲ့အခါကျတော့သူမပွင့်ဘူးခင်ဗျာဘာကြောင့်မပွင့်လဲဆိုလို့ရှိရင် facebook password မမှန်တဲ့အတွက်ကြောင့်မပွင့်ဘူးပေါ့ခင်ဗျာ gmail မှန်တယ် password မှန်တယ်ဒါပေမဲ့ facebook password မမှန်ရင်မပွင့်ဘူးခင်ဗျာတွေ့လားမပွင့်ဘူးအဲ့လိုဖြစ်နေတယ်ပေါ့ခင်ဗျာအဲ့လိုဖြစ်နေဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်အဲဒါတွေစနစ်တွေရအောင်မဟုတ်ဘူးခင်ဗျာကျွန်တော် gmail မထည့်ရသေးတဲ့ဖြစ်ရတဲ့ကြောင့် အိမ်ပြန်လိုက်မယ်ခါအဲ့ခဏပြန်လဲဒါကြောင့်ကျွန်တော်တို့က Gmail မှန်တယ် password မှန်တယ်ဆိုလို့ရှိရင် Gmail မှန်တယ် password မှန်တယ် Gmail password နဲ့ပဲဖိုးဖွင့်ရတယ်ဆိုရင်ဒီနေရာမှာခါတဲ့တန်ပွင့်မှုဖြစ်ပါတယ်ဒါလည်းတန်ပွင့်ပြီးတော့ message လို့ဖိုးအောင်ပြန်ရမှာဖြစ်ပါတယ်တကယ်လို့အချို့ပုံကများဆိုလို့ရှိရင် Gmail မှန်တယ် password မှန်တယ်ဒါပေမဲ့ဖိုးမပွင့်ဘူးခင်ဗျအဲ့မပွင့်တဲ့ပုံကများဆိုရင်စက်ကြည့်ပေးပါဘာလို့မလဲဆိုရင်ကျွန်တော်အိမ်ခဏပြန်လိုက်မယ်ခင်ဗျအဲ့လိုပြန်ပြီးခုန Gmail ကျွန်တော်ထည့်တဲ့နေရာကိုပြန်သွားမယ်ဒီတော့ Gmail ထည့်မယ်ပေါ့နော် ဟာ D U N N T O N D U N T O N T O N T O N N G A T E N G A T E A G M E D O C O M A G M E I M E T O C O M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  ဟုတ်ကဲ့ဒီမှာကျွန်တော်ဂျီမေးလိုက်ပြီဒီနဲ့စပြီးတော့ ဒီနေ့စပြီးတော့တက်နေဆုံးလေးဂျီမီထိလိုက်ပြီးပြီးရင် next နေလိုက်မယ်ဒါဂျီမီထဲမှာတထည့်ရမှာဖြစ်ပါတယ်ခင်ဗျာ Facebook မှာကိုဖွင့်လို့မရဘူးခင်ဗျာ Facebook က password မတူတဲ့အတွက်ကြောင့်ဖွင့်လို့မရဘူး password ကတော့66 88 d d d y y ဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာ password ပါခင်ဗျာဒါ password ဖြစ်ပါတယ်ဒီ password ကခုန Facebook မှာဖွင့်တာမပွင့်ဘူးဖြစ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုရင် Gmail password ကြီးဖြစ်နေလို့ပါ Facebook password မဟုတ်လို့ပါ ဒါကြောင့်မပွင့်ဘူးအဲ့ဒီပုံကများဆက်ကြည့်ပေးပါခင်ဗျာကျွန်တော်အခုလုပ်ပြနေပါပြီအဲ6666 DDYY ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် next လေးကိုနှိပ်လိုက်မယ်ကျွန်တော်တို့ဂျင်ဘီထည့်လိုက်ပါခင်ဗျာအဲဂျင်ဘီထည့်လိုက်ပြီးတော့ဂျင်ဘီဝင်သွားပြီခင်ဗျာအကရီလုပ်ပြီးလိုက်ပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဂျင်ဘီဝင်သွားပြီဂျင်ဘီဝင်သွားပြီဆိုတော့ခါကျတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်ဒါဒီကလေးခဏဆောက်ပေးလိုက်ပါခင်ဗျာအဲဝင်သွားပြီဒါဆိုဝင်သွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်အိမ်ပြန်လိုက်မယ်ဂျင်ဘီဝင်သွားပြီနော်ဝင်သွားပြီဆိုအိမ်ပြန်လိုက်အိမ်ပြန်လိုက်ပြီးသွားရင်ကျွန်တော်ခုန Facebook လေးကိုပြန်ဖွင့်မယ် အဖွဲ့ဖို့လေးပြန်ဖွင့်မှာရင်ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်တို့ခုနကအဲ Gmail လေးကိုပြန်ရိုက်ထည့်မယ်ဒီကဆက်ပြီးတော့တင်းနေဆုံးနဲ့ Gmail လေးပေါ့ခင်ဗျာ Gmail လေးရိုက်ထည့်ပြန်ရင် password ကတော့ကျွန်တော်မသိဘူးပေါ့ခင်ဗျာအဲကျွန်တော်တို့ခုနကထည့်တဲ့ password မှားနေတယ်ပေါ့ခင်ဗျာ password မှားနေခါကျတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီမှာ forgot password ဆိုတာကျွန်တော်နှိပ်မှာပေါ့ခင်ဗျာအဲ forgot password လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီမှာခဏဆောက်ပြပါ Thank you. အဲဒါဆိုရင်တော့နေ့လိုက်ဆိုရင်ရောတီတာဆိုးဆိုတော့ပေါ်လာပြီခင်ဗျ။ဘာကြောင့်ပေါ်လာလဲဆိုရင်ခုနတီတာဆိုးဆိုတဲ့ချင်းမေးလေးကိုကျွန်တော်တို့ထည့်လိုက်တာထည့်လိုက်တာဖြစ်ရတဲ့အတွက်ကြောင့်တီတာဆိုးပေါ်လာပေါ်လာပြီဖြစ်ပါတယ်။ခုနတုန်းကဒီပပဝင်ပဲပေါ်တယ်၊ဓာပေါ်တယ်ပြီးရင်ရောသူခင်ရုံပေါ်တယ်။တီတာဆိုးမပေါ်ပါဘူး။အခုဘာကြောင့်တီတာဆိုးပေါ်လာလဲဆိုလို့ရှိရင်မိတ်ဆွေခုနတီတာဆိုးရဲ့ချင်းမေးကိုထည့်လိုက်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ဖြစ်ဖို့မရသေးပါဘူးခင်ဗျ။မရသေးတဲ့အခါကျတော့ကျွန်တော်တို့တီတာဆိုးကိုလိုချင်တာဖြစ်လို့ကြောင့်တီတာဆိုးကိုဖွင့်လိုက်ပါ။ ကျွန်တော်တို့ကဖုန်းနံပါတ်ကမရှိတော့ဘူးဈေးကကျိုးသွားပြီဖြစ်တဲ့အတွက်ကြောင့်သုံးလုံးများတော့ဖြစ်တဲ့အတွက်ကြောင့်ဈေးကတည်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အဂျီမေးနဲ့ကျွန်တော်ထည့်ထားပြီဖြစ်တဲ့ကြောင့်ဂျီမေးကိုဖုန်းနံပါတ်ထည့်ထားပြီဖြစ်တဲ့ကြောင့်ဂျီမေးနေရာကိုကျွန်တော်ဒီနေရာလေးကိုအမှတ်ကြည့်ပေးလိုက်ပါခင်ဗျာအဖုန်းနံပါတ်မရှိတော့တဲ့အတွက်ကြောင့်အိမ်မှာနေလိုက်ပါနေပါရင်တော့ကျွန်တော်တို့ အဖုန်းနံပါတ်ရှိတယ်ဆိုရင်တော့ရှစ်ကိုနဲ့ပတ်သက်ပြီးဖုန်းနံပါတ်ရှိတယ်ဆိုရင်ဒီဘက်ပဲနေတယ်ခင်ဗျာနေလိုက်ရင်ဖုန်းနံပါတ်တွေကိုကိုယ်နံပါတ်6လုံးပို့လာပြီးတော့အဲ message facebook password အသိပြန်လို့ရင်ရပါပြီခင်ဗျာတကယ်လို့အခုကတော့ gmail ထည့်လိုက်ပြီဖြစ်တဲ့ကြောင့် gmail ကိုအမှတ်ချက်လိုက်ပါအဲဆိုရင်ရပြီခင်ဗျာပြီးပါရင်ကျွန်တော် container ကိုနေလိုက်မယ်ခင်ဗျာအပြားလေးကိုနေလိုက်မယ်ဒီနေရာလေးကိုအမှတ်ချက်ပြတာနဲ့ဒီနေရာလေးကိုနေလိုက်မယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်နေပြီအပြားအောင်လေးကိုအဲနေလိုက်ပြီပါလို့ဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီနေရာလေးကိုနေလိုက်မယ်အောက်ကြောင်းလေးကိုနေလိုက်မယ်ခင်ဗျာ အဲအောက်ကြောင်လေးနေလိုက်မယ်ဆိုလို့ရှိရင်တော့အောက်ကြောင်လေးအဆက်ပေးလိုက်မယ်ပေါ့ခင်ဗျာအပြာအောင်ဆက်လေးပေးလိုက်မယ်ပြီးပိုင်းကျွန်တော် continue ဆိုလေးကိုဆက်နေလိုက်မယ်ဟုတ်ကဲ့ password အသေးပြန်တောင်းလိုက်ပါခင်ဗျာအဖြစ် password ကမိတ်ဆွေထည့်လို့မရသေးဘူးဖြစ်တဲ့အတွက်ကြောင့် password အသေးပြန်တိဆောက်အောင်ခင်ဗျာပြန်တိဆောက်တဲ့ခါကျတော့မိတ်ဆွေတင်နေရမှာ password တိဆောက်အောင်မယ်ကျွန်တော်ဒီကတော့မိတ်ဆွေမေးလို့ရတော့ခင်ဗျာ password အသေးကိုမမေးအောင်တိဆောက်ပါခင်ဗျာတွေ့တဲ့ခါတိဆောက်ပါခင်ဗျာကျွန်တော်လွယ်ထားပဲတိဆောက်ပြလိုက်မယ်အဲ့ဒါပါလဲဆိုရင် โอเคทွန်းทွန်းဖြစ်တဲ့အတွက်ကြောင့်โอเคကျွန်တော်ဒီမှာ I love you လေးလမ်းမှာအဲဟို we in love y o u u i love you i love you and 099โอเค i love you 099လို့ကျွန်တော်ရေးလိုက်ပြီခင်ဗျအဲ့ password ကျွန်တော်ပြန်ပေးလိုက်ပြီခင်ဗျအဲ့ဒီစဉ်ကျွန်တော်နှိပ်လိုက်မယ် continue ကိုကျွန်တော်နှိပ်လိုက်မယ်ခင်ဗျโอเค continue ကိုကျွန်တော်နှိပ်လိုက်မယ် I love you 099ဆိုတာပြပါခင်ဗျာဒီလိုဆိုရင်ကျွန်တော် okay ပေးလိုက်မယ် okay ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့တီတာဆိုးဆိုတဲ့အကောက်လေးပြန်ရသွားပြပါခင်ဗျာဒါဆိုရင်မိတ်ဆွေရဲ့ဖုန်းအစ်မဖုန်းအဟောင်းလုံးကပျောက်သွားတယ်တီတာဆိုးဆိုတဲ့အကောက်လေးပြန်ရသွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာတီတာဆိုးဆိုတဲ့အကောက်လေးပြင်ရသွားပြီဖြစ်ပါတယ်ဖုန်းအဟောင်းလုံးကပျောက်သွားတဲ့မိတ်ဆွေရဲ့ဖြစ်ဖို့အဟောင်းလေးကိုမိတ်ဆွေပြင်ရသွားပြီဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်မိတ်ဆွေဒါကိုခဏထွက်လိုက်မယ်ထွက်ပြီးတော့မိတ်ဆွေပြန်ဝင်ကြည့်မယ်ပေါ့ဗျာပြန်ဝင်ကြည့်မယ်ဆိုတော့မိတ်ဆွေဂျင်မေးကဂျင်မေးရဲ့ password ကတော့ရပါပြီဒါပေမဲ့ true password true password ကမတူပါဘူးကျွန်တော်ပြန်နှိပ်ပြပါမယ်ဟာထွန်းထွန်းနှင်းငါတေးကိုပြန်နှိပ်မယ် dun ထွန်းထွန်းကထွန်းထွန်းနှင်းငါတေးသူ့ရဲ့ဂျင်မေးကပါလဲဆိုရင်ဂျင်မေး password ကပါလဲဆိုရင်6688 d 6688 dd yy ဖြစ်ပါတယ် โอเคเอ่อจิมี่เนี่ยพาสเวิร์ดนี่มาย้ายเทมนะมาพ่นหมดครับเนี่ยเอ่อมาพ่นบ่าวย้ายให้จิบ่ามาพ่นบ่าวโอเคมาพ่นครับเนี่ยมาพ่นสุดท้ายจะรอจนเราคุณภาพสวยจังเลยนะไปเลยส่วนนี้ I love you I L O V E L O Y O U I love you 0 I love you 099อืม I love you 099ဖြစ်ပါတယ်အဲအဲ့ဒါကျွန်တော်ခုနပြောင်းလိုက်တဲ့ဥစ္စာဖြစ်ပါတယ်ဟုတ်ကဲ့ဒါမိတ်ဆွေတို့မိတ်ဆွေတို့ဒီကစပြီးတော့တင်းနေစုံနေမိတ်ဆွေတို့ဂျင်ဘေးကိုပြန်ရသွားပြီပြန်တွေ့လိုက်တဲ့ခါကျတော့အမရိုက်ထည့်လိုက်တယ်ပြီးသွားရင် password ကတော့မိတ်ဆွေဂျင်ဘေး password မဟုတ်ပါဘူး Facebook password ပါဒါကအခုမှလုပ်လိုက်တဲ့ Facebook password အသစ်ဖြစ်ပါတယ် I love you 099ဖြစ်ပါတယ်အဲပြီးသွားရင်အဲ့ဒါလေးကိုကျွန်တော် login ဝင်ကြည့်လိုက်မယ်အပြာခလုတ်နေပြီတော့ โอเคဒါဆိုရင်မိတ်ဆွေတို့အဖေဖို့ဖုန်းဟောင်းက Facebook Facebook ဟောင်းကိုမိတ်ဆွေတို့ဖုန်းအသင်းမှာပြန်ရသွားပြီပေါ့ခင်ဗျာဒီဒါဆိုဆိုတဲ့အကောက်ကိုမိတ်ဆွေတို့ပြန်ရသွားပြီဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲကျေးဇူးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုဖန်လေးကလည်းကျန်တဲ့တဲ့လက်မထောင်ချင်းကျွန်တော်ဗီဒီယိုပဲညပါတော့အောက်မှာစီးရအနေအောင်ဆက်လက်လေးရလဲမိတ်ဆွေတို့နဲ့ကျွန်တော်နောက်ခါပြန်ဆုံနိုင်ပေတမဲဆုံနိုင်ပါစေအကျိုးကအနေအောင်ဆက်လက်လေးကိုအမေအောင်ပြောင်းသွားအောင်ကျေးဇူးပြုပြီးချင်းမြောက်ထားပေးကြပါအောင်လို့တောင်းဆိုရင်းနဲ့ ဂျီမေးလ်လည်းမေးဖုန်းနံပါတ်လည်းနေမေးဖုန်းနံပါတ်လည်းမရှိတော့ပြတ်သွားပတ်ဆော့လည်းမေးအလုံးမေးပြီးတော့ဖုန်းအသစ်မှာဖိဖို့ဟောင်းကိုပြန်လုပ်ခြင်းတဲ့ပုံကိုများအဲကိုယ့်ရဲ့ဖုန်းနံပါတ်ဒီဂျီမေးလ်ဒီအဲရှားခံနေတယ်ဆိုရင်ဒီလိုလင်းနေပြန်ရှားပြီးတော့အဲပြန်ပြီးတော့လုံနိုင်ရပါစေလို့ဆန္ဒပြုရင်းနဲ့အဆင်ပြေကြပါစေလို့ဆန္ဒပြုရင်းနဲ့ကျွန်တော်တို့ fan လေးကိုညှနာပါမယ်ကျေးဇူးအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ခါလေးပြန်ဆုံတွေ့ကြပါဦးမယ်နော်ဘိုင်ဘိုင်